ောင်းလိုက်ပုံကြီးကိုနောက်ကနေပြီးတော့မှထားပြီးတော့မှစောက်ချက်မရှိအဲကောင်မဒေါ်ဘွေးကိုပြောင်းဆုံးပြီးတော့မှမင်္ဂလာပါရှင် People's Play ရဲ့ညနေခင်းသတင်းအစီအစဉ်ပါဒီနေ့ April 30ရက်နေ့မှာတင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်ကောင်ဆောင်ရဲ့ပြပခရီးစဉ်မှာအသုံးပြုနေတဲ့လေရန်ကိုဝယ်ဖို့စစ်ကောင်စီခွင့်ပြုတဲ့သတင်းရှမ်းမြောက်ကတန့်ရံမြို့မှာပောက်ကွဲမှုကြီးဖြစ်ပွားတဲ့အကြောင်းအေအေနဲ့ထီးတွေ့ဆက်ဆံဖို့လိုအပ်တယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားကြီးအကြံပေးပြောတဲ့တဲ့ တောင်ငူအခြေဆိုင်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်တဲ့ဖြစ်စဉ်ဒီသတင်းတွေနားဆင်ရမှာပါမင်္ဂလာပါခင်ဗျရှကုခစ်တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အချက်ဖတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းနဲ့စစ်ကောင်စီရဲ့မြန်မာပြည်သူတွေအပေါ်အချက်ဖတ်လုပ်ရက်တွေကိုအာဆီယံကလက်လူရှုထားရင်မြန်မာနိုင်ငံငြိမ်းချမ်းတည်ငြိမ်မှုမရနိုင်ဘူးလို့ NGO ကပြောလိုက်ပါတယ် ဂျပန်စကောစီတပ်ထိန်းချုပ်ထားတဲ့မင်္ဂလိမြို့ပေါ်မှာရွှေဇာမဏီရွှေဆိုင်ဓမြတိုက်ခိုက်ရပြီးရွှေ23ကျပ်သားပါသွားပြန်တယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ဦးမင်းအွန်လိုင်းပုံရိုးနောက်ကနေပြီးတော့မှထားပြီးတော့မှစောက်ချက်မရှိ။အင်းအဲ့တော့မှ ော်ဘိုးကြီးကိုတရားဆုံးဆိုတယ်ဒီကောင်မနဲ့ဆဲရီတိုင်းထားပြီးတော့နီးမျိုးစုံနဲ့စော်ကားမော်ကပုတ်ခတ်ပြီးတော့ပြောဆိုပြီးတော့အောက်ခြေစစ်တီတွေကပြီးတော့အထက်ရာရှိတို့လေးစားမှုမရှိအောင်ပြည်သူတွေကလည်းလေးစားမှုမရှိအောင်ရုပ်မှောက်ကိုပြောနေတာရွယ်ချက်ရှိရှိလောက်ဆောင်နေတဲ့လူရုပ်မှောက်ကိုကျွန်မမကြခင်ရေးယူသွားပါမယ်အဲ့ဒီလူရုပ်မှောက်ကိုအေးယူတဲ့အခါမှာ တသိအဖြစ်လိုက်ပါဆောင်ရွက်လူသူများမိဘပြည်သူများကျမတော်မမွခိုင်စီတို့ဆက်သွယ်နိုင်ပါလေ။ဟောဆောင်ရွက်ကျမဘက်ကလေတသိလိုက်မဲ့လူတွေပါလေ။ဟိုလိုင်းပေါ်မှာဟိုအာဝါရာပြည့်မလား။ဟိုတသိလိုက်မဲ့လူတွေပါအရှင်သင်းလောက်တာပါ။ကျမတရားဆွဲမဲ့နေ့ချိန်ညာပါမယ်။ဆွဲကြည့်လိုက်။အဲ့ရဲစကားမှာနေတရားရုံးမှာတရားသွားဆွဲကြည့်လိုက်။음။ဘာနဲ့လဲသွားဆွဲ။ဆွဲ။နော်။ဒီတော့မှာပဲ။အမလူမျိုးမတိုးတက်ခြင်းအကြောင်းညာအဲ့ဒါဖားတာ။음။ ဘာကတော့ကြီးပုံကြီးကိုနောက်မှချဲ့ပြီးတော့မှဟမ်ဖားတာအင်း နေရပါလူဘူးလို့ဆယ်ရေးတိုင်းထားပြီးတော့နီးမျိုးစုံနဲ့စော်ကားမော်ကပုတ်ခတ်ပြီးတော့ပြောဆိုပြီးတော့အောက်ခြေစစ်တီတွေကနေပြီးအထက်ရရှိလို့လေးစားမှုမရှိအောင်ပြည်သူတွေကနေလေးစားမှုမရှိအာကျမတို့တက်မတော်ကြီးကိုစော်ကားပါတယ်လို့ပါလို့တောင်းပြီးမနေ့တနေ့ရမှာတက်လာပြီးတော့အဲနိုင်ငံဝန်ထမ်းတွေနဲ့တက်မတော်သားတွေကိုစော်ကားမော်ကတက်မတော်သားအရာရှိတွေကိုစော်ကားမော်ကလုပ်ပြီးတော့ယူဟာမှုတွေစစ်တိုင်းမှုတွေစကားကားမှုတွေအဲသူ့ကိုကြောက်နေရတယ်ဟိုမဆောက်စင်မရှိတဲ့သူ့ကိုအကောင်မျိုးဟုတ်လားဆောက်စင်မရှိဘူးတဲ့ဟုတ်လားမင်းကို ပထိုသောအကြောင်းအရာတွေကမလုတ်ချင်လို့လွှတ်ထားကြတာမလုတ်ချင်လို့လွှတ်ထားကြတာအခုကြည်ရင်းနဲ့မင်းကပို့ဟိုအောက်တန်းစားအကောင်ကမသိနာဘူးတူတွေကိုစီလုံးတိမ်တိမ်ပြီးတော့ဒီရွက်ချက်ရှိရှိနဲ့လုတ်ဆောင်လာတာကိုတက်ဆိုင်ရကနေပြီးတော့မကြခင်ပေါ်ထုတ်ဖန်းစီပါလိမ့်မယ်ပေါ်ထုတ်လာပါဘူးကျွန်တော်တို့ပေါ်ထုတ်နေပါပြီเนาะဒီအကောင်ကျွန်မအရေးယူသွားပါမယ်ဒီအရေးထုံအောက်တန်းစားလုံစားသမားကိုကျွန်မအရေးယူသွားပါမယ်အောက်တန်းစားတော့ဆောက်ရှက်မရှိဘူးကိုကိုတိုင်း လောက်ကန်တိုင်းစားတော့နိုင်လားလို့ဘောမှပြီးတော့မှဟိုပြောဒီကိုဟိုလို့ဒီလိုလုံးတော့မယ်အင်းဟုတ်ပြီးငါဘာကကြုံကြီးရဲ့သားပါလို့အင်းငါဘာကကြုံကြီးရဲ့သမီးပါလို့လုံးတော့မယ်စောက်ချက်လည်းမရှိဘူးအာအင်းငါပါခင်ဗျရှေကုန်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အချက်ဖတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းနဲ့စစ်ကောင်းစီရဲ့မြန်မာပြည်သူတွေအပေါ်အချက်ဖတ်လုပ်ရက်တွေကိုအာဆီယံကလက်လူရှုထားရင်မြန်မာနိုင်ငံငြိမ်းချမ်းတည်ငြိမ်မှုမရနိုင်ဘူးလို့အန်ဂျီကပြောလိုက်ပါတယ် ဂျပန်စကောင်စီတပ်ထိန်းချုပ်ထားတဲ့မန္တလေးမြို့ပေါ်မှာရွှေဇာမဏီရွှေဆိုင်ဓမြတိုက်ခိုက်ရပြီးရွှေ23ကျပ်သားပါသွားပြန်တယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြောပါဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အဂျပန်စကောင်စီမေအွန်လိုင်းနဲ့စကောင်စီရဲ့မြန်မာပြည်သူတွေအပေါ်အကြမ်းဖက်လုပ်ရက်တွေကိုအာဆီယံကလစ်လျူရှုထားရင်မြန်မာနိုင်ငံငြိမ်းချမ်းတည်ငြိမ်မှုမရနိုင်ဘူးလို့မြို့သားညီအစိုးရ NGO ရဲ့တမနာရုံးပြောရေးဆိုခွင့်ရှိသူဦးကျော်ဇော့ကတတိပေးပြောဆိုလိုက်ပါတယ်။ဒါကတော့ ဒီကနေ့ဧပြီလ29ရက်နေ့မှာထုတ်ပြန်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာ NGO ရဲ့နိုင်ငံတော်သမ္မတအယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကပြောလိုက်တာပါလက်ရှိအာဆီယံအနေနဲ့ကအချက်ဖတ်စကောင်းဆောင်မင်းအွန်လိုင်းနဲ့စကောင်းစီရဲ့မြန်မာပြည်သူတွေအပေါ်အချက်ဖတ်လောက်ရက်တွေကိုလစ်လူမရှုဖို့အရေးကြီးပြီးအဲ့လိုမင်းအွန်လိုင်းတို့စစ်အုပ်စုရဲ့အချက်ဖတ်လောက်ရက်တွေကိုလစ်လူရှုထားမယ်ဆိုရင်တော့မြန်မာနိုင်ငံမှာငြိမ်းချမ်းတည်ငြိမ်မှုမရနိုင်ဘူးဆိုတာကိုအသိပေးခြင်းပါတယ်လို့အယူကြီးရဲ့တမန်တော်ပြောရေးဆိုခွင့်ရှိသူဦးကျော်စောကတတိပေးပြောဆိုလိုက်ပါတယ် ဒါအပြင်လက်ရှိမြန်မာအကြက်အတဲကိုပြေလည်ဖို့အတွက်အကြက်ဖက်စကောက်စီကိုသာတဖက်သက်တွဲဆုံမှုတွေလုပ်နေမယ်ဆိုရင်တော့ဒါဟာအပြေမဟုတ်တလို့အာဆီယံအဖွဲ့အနေနဲ့မြန်မာညီအစိုးရနဲ့အတူတော်လိုင်းရေးအင်အားစုတွေနဲ့ပါတရားဝင်ထိတွေ့ပြီးနိုင်ငံရေးအပြေရှာဖို့လုပ်ကင်မှသာမြန်မာနိုင်ငံအတွက်ရရှိတည်တံ့ခိုင်မာတဲ့တည်ငြိမ်အေးချမ်းမှုကိုရမယ်နီလန်းဖြစ်တယ်ဆိုတာကိုလည်းအသိပေးချင်ပါတယ်လို့ NGO ရဲ့တမနာရုံးပြောရေးဆိုခွင့်ရှိသူဦးကျော်စောကပြောထားပါတယ်ခင်ဗျ တစ်ဖက်မှာတော့အကြမ်းဖက်စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့မန္တလေးမြို့ပေါ်မှာရွှေဇာမဏီရွှေဆိုင်ဓမြတိုက်ခိုက်ရပြီးရွှေ23ကျပ်သားပာသွားပြန်တယ်လို့သိရပါတယ်။ဖြစ်စဉ်ကတော့ဧပြီလ28ရက်နေ့ဖြစ်တဲ့မနေ့ကမွန်လယ်ပိုင်းမှာပဲမန္တလေးမြို့ချမ်းမြသာစီမြို့နယ်အောင်ပင်လယ်ရက်ကွက်134လမ်းကြား55လမ်းပေါ်မှာရှိတဲ့ရွှေဇာမဏီရွှေဆိုင်ကိုပျောက်ကြားဝတ်လူ2ဦးအပါဝင်လူ5ဦးကလက်နက်တွေကင်လာပြီးဝင်ရောက်ဓမြတိုက်သွားတယ်လို့သိရပါတယ်။ အဲ့ဒီဓမြ၅ဦးဟာ Honda Insight အမဲရောင်ကားကိုစီးလာတာဖြစ်ပြီးရွှေဆိုင်တဲကိုဝင်ရောက်ဓမြတိုက်တဲ့အချိန်ဆိုင်တဲကရွှေ23ကျပ်သားဝင်းကျင်တဲ့ iPhone မှာယူသွားပြီးတရားခံတွေကိုတော့ Fancy Yami ဒါမျိုးမရှိသေးဘူးလို့လည်းသိရပါတယ်ဒါပြင်အဲ့ဒီမန္တလေးမြို့ပေါ်မှာပဲဧပြီလ25ရက်နေ့ကလည်းအငိမ့်စားပမခဒေါက်တာထွိထွိဆိုသူကိုအိမ်ချမ်းမြေလိုက်လံပြသမယ်ဆိုပြီးရိုက်နဲ့တပ်ဖြတ်ပြီးတော့လက်ဝတ်လက်စားနဲ့ပိုက်ဆိုင်မှုတွေကိုလူရဲတွားတဲ့ဖြစ်စဉ်လေးဖြစ်ပွားခဲ့ပါသေးတယ် လက်ရှိအကြံဖက်စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့မန္တလေးမြို့ပေါ်မှာငလင်လောက်ခတ်ပြီးတဲ့နောက်ပိုင်းညအချိန်တွေဆိုတကိုးတွေတောင်းကြံတံမျိုးဖြစ်နေတယ်လို့နေ့အချိန်တွေမှာလဲနေအိမ်တချို့ဖောက်ထွင်းခံရဓာတ်တွေနဲ့ကိုဆိုးလူရဲ့တပ်ဖြတ်မှုတွေမကြာခဏဖြစ်ပွားနေတယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းကလေးမြို့နယ်ကကြံသာကြေးဝဘက်ကဝင်ရောက်လာပြန်တဲ့အချက်ပစစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်တွေကဝိုင်းဝန်းတက်ခိုက်ချင်းမို့ရပါစေကောင်စီတပ်သား28ဦးကတော့အသီးသီးတိတ်ကုန်ကြပြန်တဲ့အပြင် စစ်သားမသားအလောင်းတွေနဲ့အတူလက်နက်ခရင်တွေလည်းတင်ကြီးရရှိထားပြီးစစ်ကူလာတဲ့ MI 35ရဟတ်ယာဉ်တစ်စီးကိုပါတော်လိုင်းတပ်တွေကထိမှန်သွားအောင်ပြစ်ခတ်နိုင်ခဲ့တယ်လို့ Chinland Information Center နဲ့ CNA ပြောခွင့်ရပုဂ္ဂိုလ် slide ထက်နီတို့ကပြောပါတယ်။ ဖြစ်စဉ်ကတော့ဧပြီလ29ရက်နေ့ကပဲစကိုင်းတိုင်းကလေးမျိုးနွယ်မှာရှိတဲ့ကြံသာကြေးရွာဘက်ဝင်ရောက်လာပြန်တဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုချင်းတက်တွေနဲ့တော်လိုင်းပူပေါင်းတက်တွေကနှစ်ဖက်ညှက်ပြီးဝိုင်းဝန်းတိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား28ဦးကတော့အသေးသေးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းများသွားပြီတဲ့နော်။လေကြောင်းပစ်ကူတွေပါအသေးအသေးခေါ်ပြီးပြန်ဆုပ်ပြေးသွားရတဲ့အထိဖြစ်သွားလေ။အဲ့ဒီစစ်ကူလာတဲ့ MI-35 ရဟတ်ရင်ကိုပါတော်လိုင်းတပ်တွေကထိမှန်သွားအောင်ပစ်ခတ်နိုင်ခဲ့တဲ့အပြင်တိုက်ပွဲဖြစ်ပွားရနေရာကနေလေ စစ်သားတွေရဲ့မပအလောင်းတွေနဲ့အတူလက်နက်ခဲယမ်းတွေပါတင်းစီရရှိထားတယ်လို့ချင်းလက် information center နဲ့ CNA ပြောခွင့်ရပုဂ္ဂိုလ် slide တက်ညီတို့ကပြောထားပါလိမ့်ခင်ဗျာ။ ဖက်မှာလေပဲခူးတိုင်းလက်ပတန်းမြို့နယ်စင်တလင်းချေရွာဖုန်ကြီးကျောင်းဘက်ဝင်ရောက်လာတဲ့အချက်ဖက်စကောင်စီတပ်သားတွေကိုတော်လိုင်းပူပေါင်းတပ်တွေကတွားရောက်တိုက်ခိုက်ရမှာစေကောင်စီဘက်ကဗိုလ်ကြီးတအုပ်အပါဝင်၄ဦးကဒဏ်ရာတွေရသွားပြီးတဲ့နောက်ကျန်တဲ့စစ်သားတွေနဲ့အတူစစ်ကူပါခေါ်ပြီးထွက်ပြေးသွားကြတယ်လို့ရွှေဒန်းမြေ PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတအုပ်ကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒါကတော့ဧပြီလ26ရက်နေ့ကပဲ လက်ဗရန်မြို့နယ်စင်တလင်းကျေးရွာဖုန်ကြီးကျောင်းဘက်ကအချက်ပစက်ကောက်စီတပ်သားတွေဝင်ရောက်လာတဲ့တင်းရတာနဲ့တော်လန်ရေးပူပေါင်းတပ်တွေကတွားရောက်ပစ်ခတ်တက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတက်ခတ်မှုအတွေ့စစ်ကောက်စီဘက်ကဗိုလ်ကြီးတဦးအပါဝင်၄ဦးဟာဒဏ်ရာရရသွားပြီးတဲ့နောက်စစ်ကောက်စီတပ်သားတွေဟာကြံတဲ့စစ်သားတွေနဲ့အတူစစ်ကူစစ်ကျောင်းမှာအသေးတန်ခေါ်ပြီးတော့ပြန်ဆုတ်ပြေးသွားကြတယ်လို့ရွှေဓာတ်မြေ PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်ခင်ဗျာ တစ်ဖက်မှာတော့မန္တလေးတိုင်းကတောင်သားမြို့ပေါ်မှာတာဝန်ကျနေတဲ့အချက်ဖက်စစ်ကောင်စီဘက်ကရဲတပ်သားတအူဟာလက်နက်ခဲယမ်းနဲ့အတူထွက်ပြေးလာပြီးတော်လိုင်းရဲတပ်တွေစီမှာအလင်းဝင်ရောက်လာတယ်လို့မြင်းချံဘလက်တိုင်ကတပ်ဖွဲ့ကောင်းဆောင်ဘူမိုက်ခဲကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ဧပြီလ26ရက်နေ့ကပဲတောင်သားမြို့ပေါ်မှာတာဝန်ကျနေတဲ့အချက်ဖက်စစ်ကောင်စီဘက်ကရဲတပ်သားတအူဟာတော်လိုင်းရဲတပ်တွေစီမှာအလင်းဝင်ရောက်ခြင်းနဲ့အကြောင်းဆက်သွယ်လာပြီးတဲ့နောက်သူကင်ဆောင်တဲ့လက်နက်ခဲယမ်းနဲ့အတူမရမကထွက်ပြေးလာပြီးမြင်းချံဘလက်တိုင်ကတပ်ဖွဲ့စီမှာအလင်းဝင်ရောက်လာတယ်ဆိုပါတယ်။ အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့ရဲတပ်သားကိုတော်လိုင်းရဲတပ်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုဆိုဆောက်ရှောက်ပေးထားပြီးလက်နက်ပါပါလာတဲ့အတွက်စုငွေနဲ့ချင်းမြင်ပေးထားပါတယ်လို့မြင်းချံဘလက်တက်ကတပွဲခေါင်းဆောင်ဘူမိုက်ခဲကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရန်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တော့ချေစွတ်တပါတယ်ကျွန်တော်နားငယ်ပါမင်္ဂလာပါရှင် People's Play ရဲ့ညနေခင်းသတင်းအစီအစဉ်ပါဒီနေ့ April 30ရက်နေ့မှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ စစ်ကောင်ဆောင်ရဲ့ပြပခရီးစဉ်မှာအတုံးပြုတ်နေတဲ့လေရင်ကိုဝယ်ဖို့စစ်ကောင်စီခွင့်ပြုတဲ့တဲ့တင် ရှမ်းမြောက်ကတန့်ရံမြို့မှာပောက်ကွဲမှုကြီးဖြစ်ပွားတဲ့အကြောင်းအေအေနဲ့ထီးတွေ့ဆက်ဆံဖို့လိုအပ်တယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားကြီးအကြံပေးပြောတဲ့တဲ့တင်တောင်ငူအခြေဆိုင်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်တဲ့ဖြစ်စဉ်ဒီသတင်းတွေနားဆင်ရမှာပါစစ်ကောင်းဆောင်မင်းအောင်လှရဲ့ပြပခရီးစဉ်မှာငားရံအသုံးပြုနေတဲ့လေရင်ကိုအပိသက်ဝဲဖို့စစ်ကောင်စီကခွင့်ပြုလိုက်တယ်လို့သိရပါတယ် Airbus အမျိုးအစားလေးရင်ဖြစ်ပြီးအပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း MAI မှာတုံးဖို့လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ကြီးကြပ်မှုနဲ့ American နိုင်ငံ Aviation Capital Group စီကနေငားရန်အသုံးပြုနေတာပါ MAI လေကြောင်းလိုင်းမှာတော့လေရင်အမှတ်စဉ် XYALK အဖြစ်အသုံးပြုနေတာလို့သိရပါတယ်အဲ့ဒီလေရင်ကိုငားရန်အသုံးပြုရာကနေအပိသက်ဝဲဖို့အတွက် ကြားသိတဲ့အခွန်တွေကိုကင်းလွတ်ခွင့်ပြုလိုက်တယ်လို့စစ်ကောင်စီကအခုနှစ်ဖေဖော်ဝါရီ17ရက်ရက်စွဲနဲ့ထုတ်ပြန်တဲ့နိုင်ငံတော်ပြန်တမ်းမှာပါရှိပါတယ်။ MAI လေကြောင်းလိုင်းမှာအရက်ဘတ်ခရီးသည်ပို့ဆောင်ရေးအတွက်ပြေးဆွဲနေတဲ့ XYALK လေယာဉ်ကိုအာနာသိန်းစစ်ကောင်စီကောင်းဆောင်ကပြပခရီးစဉ်အတွက်အသုံးပြုခဲ့တာရှိပါတယ်။ပြီးခဲ့တဲ့နှစ်နိုဝင်ဘာ၄ရက်ကတရုတ်နိုင်ငံခရီးစဉ်မှာအထူးလေယာဉ်ဖြင့်အသုံးပြုခဲ့တဲ့မှတ်တမ်းရှိပါတယ်။ပြီးခဲ့တဲ့ဦးသိန်းစိန်အစိုးရလက်ထက် NLD အစိုးရလက်ထက်မှာလည်းနိုင်ငံကောင်းဆောင်တွေရဲ့ပြပခရီးစဉ်တွေမှာ MAI လေးချောင်းလိုက်ကလေရင်ကိုအသုံးပြုခဲ့ပါတယ်ရှင်။ရှမ်းပြည်မြောက်ပိုင်းတန်လွင်မြေကံဘေးမှာရှိတဲ့တက်ရံမျိုးကနေအိမ်တဲ့အိမ်မှာဒီနေ့နေကင်ပိုင်းကပောက်ကွဲမှုကြီးဖြစ်ပွားခဲ့ပါတယ်။ဒါကြောင့်လူ၃ဦးဒဏ်ရာရသလိုပတ်ဝန်းကျင်ကနေအိမ်တွေလည်းထိခိုက်ပျက်စီးခဲ့ရတယ်လို့ဒေသခံတချို့စီကသိရပါတယ်။တက်ရံမျိုးအမှတ်၄ရပ်ကွက်မှာရှိတဲ့ရှမ်းစာဖေးနဲ့ရင်ကျေးမှုရုံအနီးကနေအိမ်မှာ ီနေ့နေ့ခင်းပိုင်း12နာရီ40မိနစ်ခန့်ကပောက်ကွဲမှုဖြစ်တာပါတမျိုးလုံးတုံသွားတဲ့အထိပောက်ကွဲအားပြင်းထန်တယ်လို့ဒေသခံတအုပ်ကပြောပါတယ်။တန်ရံမျိုးမှာစစ်ကောင်စီတပ်ဝါတပ်ဖွဲ့ UWSA ရှမ်းတပ် SSPP တို့လှုပ်ရှားပြီးလက်နက်ကင်အဖွဲ့တွေရဲ့လက်နက်တိုက်ပောက်ကွဲခြင်းဖြစ်နိုင်တယ်လို့ဒုစရိုက်မှုကျူးလွန်သူတွေဟွက်ထားတဲ့လက်နက်ခဲယမ်းတွေပောက်ကွဲတာလည်းဖြစ်နိုင်တယ်လို့ဒေသခံတချို့ကယူဆနေကြပါတယ်။စစ်ကောင်စီတပ်ကလာရှုမျိုးကိုလက်လွတ်ရပြီးနောက် ရှမ်းမြောက်ကိုစစ်ရေးကုတ်ခဲ့တဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုတန့်ရမ်းမျိုးမှာပြောင်းရွှေ့ပြီးယာယီအခြေစိုက်ထားပါတယ်။ဒီနေ့ပောက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်လို့စစ်ကောင်စီ UWSA နဲ့ SSPP တို့ကတစုံတရာသတင်းထုတ်ပြန်လာတာမရှိသေးပါဘူးရှင်။ရခိုင်ပြည်နယ်မှာအရခတ်တက်တော် AA နဲ့ဓာတ်ရိုက်ဆက်သွယ်မှုတွေဟာလိုအပ်လို့လှုပ်ဆောင်တဲ့အစီအမံတစ်ခုလို့ဘင်္ဂလားဒေ့ရှ်အစိုးရကပြောကြားလိုက်ပါတယ်။ဘင်္ဂလားဒေ့ရှ်နဲ့ထိဆက်နေရမြန်မာနိုင်ငံအနောက်ပိုင်းနယ်စပ်ဒေသတွေကိုထိန်းချုပ်ထားတဲ့ AA နဲ့ ဓာတ်ရိုက်ထိတွေ့ဆက်ဆံမှုတွေဟာတကယ်ပဲလိုအပ်ပြီးအဲ့ဒီဆက်ဆံမှုတွေကိုလည်းဆက်လက်ထိမ့်သိမ်းထားမယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၏အကြံပေးအရာရှိဟိုစိန်ကပြောပါရယ် AA နဲ့ထိတွေ့ဆက်ဆံမှုတွေကိုမီဒီယာတွေကမေးတဲ့အခါသူကဘင်္ဂလားဒေ့ရှ်နယ်စပ်ရဲ့အခြေအနေတွေပြောင်းလဲသွားပြီဆိုတာကိုတရားဝင်အသိမှတ်ပြုထားကြောင်းအဲ့ဒီအရှိတရားကိုမျက်ကွယ်ပြုထားလို့မရကြောင်းနဲ့မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်လုံးကိုစစ်ကောင်စီမဟုတ်တဲ့အစိုးရဖွဲ့တွေကချုပ်ကန်ထားကြောင်းပြန်ဖြေခဲ့ပါရယ် ဒီလိုအလှည့်ပြောင်းတွေကြောင့်ဘင်္ဂလားဒေ့ရှ်ဟာနိုင်ငံရဲ့အကျိုးစီးပွားအတွက်သင့်တော်မဲ့ထိတွေ့ဆက်ဆံမှုနည်းလမ်းတွေကိုထိမ့်သိမ်းထားရမှာဖြစ်ကြောင်းစီးမြင့်တွေအရာအစိုးရမဟုတ်တဲ့အင်အားစုတွေနဲ့တရားဝင်ဆက်သွယ်လို့မရဘူးဆိုရင်တော့လုံးဝအုပ်သုံးအဆက်ဖြတ်ထားလို့လည်းမရတော့ကြောင်းဒါကြောင့်လိုအပ်တဲ့ထိတွေ့ဆက်ဆံမှုကိုဖြစ်တဲ့အဆင့်မျိုးမှာထိမ့်သိမ်းထားမှာဖြစ်ကြောင်းဟိုစိန်ကရှင်းလင်းပြောကြားသွားပါတယ်ဒါအပြင်ဘင်္ဂလားဒေ့ရှ်အစိုးရဟာမြန်မာနိုင်ငံမှာရှိတဲ့စစ်ဘေးသင့်ပြည်သူတွေကိုအထောက်ပံ့ပေးနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာလူသားချင်းစာနာမှုစင်ကြံတစ်ခုထူထောင်ခွင့်ပြုရေးကုလသမဂ္ဂ UNC ကတောင်းဆိုထားမှုကိုလည်းမူအဖြစ်လက်ခံထားပြီးဖြစ်ကြောင်းဟိုစိန်ကအတည်ပြုသွားပါရရှင်ပဲခူးတိုင်းတောင်ငူမြို့မှာခြေဆိုင်တဲ့စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်ပခကိုဒီမနက်အစောပိုင်းမှာ short တိုက်တုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Mountain Knight Civilian Defense Forces MKCDF အဖွဲ့ကထုတ်ပြန်ပါတယ်။ဒီမနက်ပိုင်းတနအီခွဲဝန်းကျင်က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုရှော့တိုက်တုံး၈လုံးနဲ့ပြစ်ခတ်တိုက်ခိုက်တာလို့အဲ့ဒီအဖွဲ့ကအသိပေးပါတယ်။တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာပဲခူးတိုင်းနဲ့ကရင်ပြည်နယ်မြောက်ပိုင်းဒေသတွေကိုစစ်ရေးတာဝန်ယူတဲ့စစ်ဌာနချုပ်ဖြစ်ပါတယ်။ဒီမနက်တိုက်ခိုက်မှုမှာစစ်ကောင်စီရဲ့တိုင်းစစ်ဌာနချုပ်ထိခိုက်မှုအခြေအနေကိုစုံစမ်းနေစေဖြစ်တယ်လို့ MKCDF အဖွဲ့တာဝန်ရှိသူကပြောပါရယ်။ဒါ့အပြင်ငလင်းကျောင်းနေပြည်တော်ကစစ်ရုံချုပ်ထိခိုက်သွားပြီးနောက်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှာပြောင်းရွှေ့ရုံထိုင်နေကြတယ်ဆိုတဲ့သတင်းအရ တက်ခိုက်တာဖြစ်တယ်လို့ဆိုပါတယ်အခုနှစ် January လဆန်ပိုင်းကလည်းတောင်ငုံမြို့မှာရှိတဲ့လေတပ်စခန်းကို MKCDF အဖွဲ့ကရှော့တိုက်တုံးနဲ့တက်ခိုက်မှုဖြစ်ခဲ့ပါတယ်ရှင် People's Free ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်